ားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဝေကအမ်သူတို့ချက်ချက် topic ပေါ့နော်ဘာမှလည်းမဆိုင်မင်းနဲ့ရုတ်တရက်ကြီး idea ရသွားလို့ပေါ့နော်နယူးဇီလန်မှာအမ်ကုန်ကြစေပေါ့နော်အာမိသားစုစားတာတောက်တာ monthly allowance ပေါ့နော်ဘယ်လောက်လောက်အာ expense တွေဘယ်လောက်လောက်ကုန်လဲအကြောင်းကိုဒီဗီဒီယိုလေးနဲ့ရှင်းပြတော့ပါမယ် okay အဲ့တော့ပထမဆုံးအမ်ဥမာဖြစ်တော့အိမ်ငှားတာပေါ့နော်အဓိကပေါ့နော်အိမ်ငှားတာပါလဲဆိုတော့ကိုက ဘယ်မြို့မှာနေရလဲအဓိကမူတည်တယ်တကယ်လို့ကိုကမြို့ကြီးမှာအော့ကလန်လို့အဝယ်လင်တန်မြို့ရဲမှာနေရလို့ဆိုလို့ရှိလို့ရှိရင်ပို့ပြီးတော့အာရန်ဒက်ကပို့ပေးရတယ်ပေါ့နော်ဒါမှမဟုတ်ရင်မြို့နဲ့အိမ်ထဲကကားမောင်းတာ15မိနစ်မိနစ်20လောက်ဆိုရင်တော့ဈေးနည်းနည်းတက်တာတယ်အဲဒါပေမဲ့ရက်ွက်ပုံလည်းမူတည်ရပေါ့နော်ရက်ွက်ကတထေးရက်ွက်ဆိုရင်တော့လေအမ်ဘလောက်မှမထူးလို့ထင်ပါတယ်အဲပုံမှန်ပြတော့ဒီမှာအဲကိုနေရဲ့ညောင်ပေါ့နော်ဝယ်လင်တန်ရဲ့ဒီမြို့ မြို့ရဲရဲ့အဲဒီမြို့နေနေမဝေးမကွာပေါ့နော်အဲမိနစ်15မိနစ်မိနစ်20မောင်းရတဲ့နေရာရဲ့နည်းနည်းဝေးတဲ့နေရာပေါ့နော်ဈေးလေးတွေရှိပါတယ်ပုံမှန်အဖြစ်တော့ဒူးဘယ်ရုံပေါ့နော်နှစ်အိတ်ခန်းနှစ်ခန်းပါတဲ့အိမ်မျိုးလေးတွေဆိုလို့ရှိရင်မြို့ရမ်းမှာဆိုလို့ရှိရင်အဲအမှန်တမ်းကတော့ဈေးရှိတယ်ပေါ့နော်အဲအဲ့အိမ်တလုံးချင်းငှားရဆိုလို့ရှိရင်800ကျော်က900လောက်ထိရှိတယ်ပေါ့နော်ဒါက depending on the house အိမ်ကနည်းနည်း တန်လာမတန်လာကောင်းလားမကောင်းလားပေါ့မူတည်တယ်အဲ့တော့အဲ့ဒါကတပတ်ကိုတပတ်ခါပါဒီမှာနယူးဇီလန်မှာဘယ်တော့မှအိမ်လာကအဲပေါ့နော်ဘယ်တော့မှလာတယ်လာခြင်းမတော်ပါဘူးအိမ်ရှင်တွေကပုံမှန်အဖြစ်တော့တပတ်စာဆိုပြီးတော့တွေ့ယူပါတယ်ပေါ့နော်ဒါပေမဲ့ကိုကပတ်စံပေးလို့ရှိရင်အဲနှစ်ပတ်တစ်ခါပေးမလားအဲ့လိုမျိုးဆက်တယ်လို့ရရပေါ့နော်အဲ့ဒါကတော့ကိုယ့်ရဲ့သဘောပေါ့နော်အဲညှိယူလို့ရတယ် အဲ့တော့800 900တွင်ရှိရပေါ့နော်အဲကိုကအိမ်ကောင်းကောင်းအိမ်လုံးချင်းတည်တတ်နေတဲ့နဲ့ဆိုရင်800 900တွင်ရှိရတချို့အိမ်တွေဆိုတစ်ထောင်ထောင်ကျော်တိရှိရပေါ့နော်အမ်တကယ်လို့ကိုကအိမ်လုံးချင်းမဟုတ်ဘဲနည်းနည်းဆက်နေတဲ့ထောင်ဟောက်စ်ပေါ့နော်နည်းနည်း ဘေးကနိုင်ရနေတခုခုနဲ့ဆက်နေဆိုလို့ရှိရင်တော့800 800 800ဝင်းကျင်ပေါ့เนาะတချို့ရဆိုလို့ရှိရင်ဈေးချိုတာ600လောက်တိရှိရတပတ်ကိုပေါ့เนาะဈေးတပတ်ကိုအဲ့ဒါဆိုလို့ရှိရင်နှခမ်းတစ်ခါကြရင်နှခမ်းပါတယ်တစ်ခါကြလို့ရှိရင်သုံးခမ်းပါတယ်ပေါ့เนาะအာ YouTube ခမ်းအိမ်သာအာတစ်လုံးပါရင်ပါမယ်တချို့ဟာတွေကနှလုံးပါတယ်ပေါ့เนาะအဲကန်ကောင်းလို့ရှိရင်တော့နှလုံးပါတယ်ပေါ့เนาะဈေးအဲ့လိုမျိုးအစားစားရှိတယ်ကိုကပဲနေရနေကျွန်တော်လည်းအဲဈေးဘလောက်ပုံမှာမူတည်ပြီးနေကျွန်တော်လည်းဟို ကာမောင်းပါလားကာမောင်းမူလားဒီဘတ်စတော်နဲ့နေတာနေကျွန်တော်လားမြို့ထဲမှာနေကျွန်တော်လားပုံမှန်မူတည်ရပေါ့နော်အဲ့တော့ထားလိုက်ပါတော့ပုံမှန်အဖြစ်ပြန်မြင်အဖြစ်အဲဒါမှတယောက်ချင်းပေါ့နော်ဒီလူတယောက်ချင်းမှာနေမယ်ဆိုလို့ရှိရင်ကိုယ်တိတယောက်တည်းပေါ့နော်ဟိုအဖမတ်မှာတယောက်တည်းနေမယ်ဆိုလို့ရှိရင်450ပေါ့နော်ဝင်းကျင်ရှိပါတယ်အဲ့တည်းများတဲ့အိမ်တွေပုံများတယ်ပေါ့နော်အဲ450ဆိုတာလောကအနည်းဆုံးပြောတာလားအဲ့လိုပုကြည်လေးအဲအိတ်ခန်းလေးရဲ့ အဲပြီးတော့အဲ့လိုမီးဖို့ကြောင့်တိတိလေးရယ်အဲ wardrobe လေးရယ်အဲကိုရဲ့ဒီအရာကနေလေးရယ်ရေချိုးကန်လေးရယ်ပေါ့နော်ပါအဲအဲ့ဒါလေးဆိုလို့ရှိရင်ပုံမှန်ပြလို့မျိုး service အာ apartment တိတိလေးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးဆိုလို့ရှိရင်အဲ450ကနေစရယ်ပေါ့နော်အခုဆိုဈေးတောင်ထပ်တက်နေပြီနဲ့တူတယ်အမ်အဲ့တော့450ကအ ਨੇ ဆုံးစပါတယ်900 950အဲကိုတက်နိုင်တက်နိုင်တဲ့လောက်ပေါ့နော်အာတိုးပြီးပြလို့ရပါတယ်ပေါ့နော်အဲ့တော့ဥမာဖြင့် အဲ့ဆိုလို့ရှိရင်450ညပဲထားပါတော့လူတစ်ယောက်စာပါတော့အဲ့ဆိုရင်နှစ်ပတ်ဆိုလို့ရှိရင်900ဖြစ်သွားပြီအိမ်ဘိုးကြီးပဲ1800ပါတော့အဲ့အဲ့ဒါကတစ်လစာ1800ပါအဲ့မြို့ထဲမှာနေမယ်စေယုံနဲ့နေစေယုံနဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အလုံးနဲ့နီးရဲ့နေရာပဲဖြစ်ဖြစ်နေမယ်ဆိုလို့ရှိရင်အဲ့လောက်ထိရှိရပါတော့အဲ့ဒါပထမတစ်ခုပါအဲ့ဒုတိယတစ်ခုကစားစစ် grocery shopping က every grocery shopping တပတ်ကိုတစ်ခါလောက်တယ်ပဲထားပါတော့အဲတစ်ခါသွားလို့ရှိရင်မကုန်ဘူးဆိုအနည်းဆုံး65ချက်ကနေ80တရာဝင်းကျင်ရှိရပေါ့နော်ကိုကအစာအတောက်တောင်းကြံလားမတောင်းကြံလားပေါ့မှာမူတည်ရပေါ့နော်အဲတချို့ဆိုအစာရမ်းကြိုက်လို့ရှိရင်အဲတယောက်တည်းဆိုပေမဲ့လည်းဝယ်ရပေါ့နော်ဝယ်လို့ရှိရင်100 150လောက်အထိဝင်းကျင်ကြီးကြပဲပေါ့နော်အဲ တပတ်စင်ရေပေါ့နော်တပတ်စင်အစားပေါ့ဒါပေမဲ့ဝေလို့ဆိုလို့ရှိရင်အစားတော့က control လုပ်တယ်ကိုကြိုက်တဲ့ဟာပဲဝယ်တယ်မလိုမလိုတဲ့ဟာမဝယ်ဘူးဥမာပြနွားလို့ဆိုလို့ရှိရင်တော့ဖြစ်တဲ့ချိန်ကြဝယ်တယ်မတော့ဖြစ်တဲ့ချိန်ကြလို့ရှိရင်ကိုမတော့ဘူးလို့ထင်လို့ရှိရင်မဝယ်ထားဘူးပေါ့နော်အဲစိတ်ပါလို့ရှိရင်ဝယ်လိုက်တယ်အဲ့လိုမျိုးပေါ့နော်အဲဒါပေမဲ့နွားနို့နဲ့အဲ ဒီ vitamin အဒီအယိုးကောင်းမှုတက်ပေါ့နော်အခုကတခြား product တွေကိုအစားထိုးပြီးတော့စားရတာရှိရပေါ့နော်အဲ့တော့တခါ we grocery shopping တော့လို့ရှိရင်အနည်းဆုံး60ရာနေ80ဝန်းကျင်ရှိတယ်အဲအဲ့60 80ဝန်းကျင်ရလဲ100ရက်လောက်စားလို့ရတယ်အဲ့တော့ဒါပေမဲ့ we ကစားတော့ကြည့်ပဲဟို300ဟိုတလားစားပေါ့နော်300တက်တက်အဲပေးမှ တက်တက်ထုတ်ထားရပေါ့နော်ဒီကိုတွက်တဲ့ထဲမှာပေါ့နော်အဲ့တော့အစားအသောက်က300အိမ်ဘိုးအဲအိမ်ဘိုးပါတော့1800ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်2000နဲ့မှအဲ2100ဖြစ်သွားရပေါ့နော်အဲကာမောင်းတဲ့လူကကိုကကာမောင်းတဲ့လူဆိုတော့စီဘိုးကြီးပဲဟိုတပတ်ကိုအာဒီပေါ်ဒီကလောက်ကို250လောက်ထိတွက်ထားရပေါ့နော်အဲ့မှာဆိုလို့ရှိရင်2100 2000 အာ350 2350 2400ပဲထားပါတော့အဲပြီးလို့ရှိရင်ဖုန်းပေနဲ့အင်တာနက်ပေကအဲဒီဟိုလောက်ရှိရပေါ့နော်65ကအင်တာနက်ကြီးပဲတယောက်ထဲသုံးမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ wifi ပေါ့နော်တကယ်သူများနဲ့ share မယ်ဆိုရင်တော့ဈေးပိုချိုးတယ်အဲ့တော့ကိုတယောက်ထဲသုံးမယ်ဆိုလို့ရှိရင်65ကျလောက်ရှိတယ်ဖုန်းပေက60နဲ့80တွင်းရှိတယ်အဲအဲ့တော့အဲ့ဒါကိုကိုကဘယ်လောက်ထည့်လဲမဆို100 150လောက်တွေ့ပေါ့နော်အဲအဲ့တော့ဆိုလို့ရှိရင်1000အာ2000 2350ကနေပြီးတော့150ထွက်ရတယ်2500ပေါ့နော်အလောက်ဝင်ကျင်ပေါ့နော်2500ဝင်ကျင်ဖြစ်တယ်အဲတကယ်လို့မှကိုကအဲ့နောက်ထပ်ပါထက်တွေ့ရမလဲဆိုတော့တွေ့စီရတယ်လည်းအများကြီးပဲတော်တော်များတာပဲအဲအဲဥမာဖြစ်ပါတော့ဟို100 100လောက်ကို set aside ကိုအတွက်ပစ္စည်းကရိယာဝယ်ဖို့ပေါ့နော်ဒါဥမာဖြစ်တခါကြလို့ရှိရင်စဉ်းစားထားတာမရှိဘဲနဲ့ရုပ်တရည်ကြီးဟာငါဒါလေးဝယ်ချင်တယ်ဆိုဝယ်လိုက်တာပေါ့နော်မဝယ်ဖြစ်တဲ့လရည်လည်းရှိလိမ့်မယ်ဒါပေမဲ့ဝယ်ဖြစ်တဲ့လမှာကိုက ပတ်စံကိုဘတ်ဂျက်ကိုကျော်သွားတဲ့ခါရှိရှိမှာပေါ့နော်အဲ့ဒါတော့လောက်တရားတက်တက်ထုတ်ထားလိုက်ပေါ့နော်အဲ့တော့2500 2600လောက်ပေါ့နော်အဲဥမာပြအဲ့လောက်ကုန်တယ်အဲတော့ဘာလို့ဒီလဲ။အော်ရေဘိုမီဘို sorry ရေဘိုမီဘိုရေဘိုကနယူးဇီလန်မှာရေဘိုပေးရမလို့ရေဘိုကဘာလို့ပေးရမလို့လဲဆိုတော့အိမ်ဝယ်ထားတဲ့လူကနယူးဇီလန်ကောင်မန့်ကိုအဲဗာလဲဒီကောင်ဆယ်ပေါ့နော်ဒီစီပင်သာယာကြီးကိုပေးထားတဲ့အတွက်ကြောင့်မလို့ရေပါဝင်ပေါ့နော်အဲ ိမ်ငားရဲဆိုလို့ရှိရင်ပေးကြရမလို့ရေဘူး Wellington မှာပေးကြရမလို့ဒါပေမဲ့ Auckland မှာတော့ပေးရမယ်ပေါ့နော်ရေဘူး80 60 80ဝန်းကျင်လောက်ကြာမယ်တူတယ်အဲ့လောက်ရှိတယ်ပေါ့နော်အဲ့ဒါ Auckland မှာ Wellington မှာကရေဘူးမပေးရပါဘူးရေကအလကား free ပါအဲ့တော့မီးဘိုးကြီးပဲပေါ့နော်ဒီຫນွေလမှာအဲကိုကတယောက်ထဲနေမယ်ဆိုရင်တော့ တရာလောက်ပေါ့ကြာမယ်ပေါ့နော်တပတ်ကိုအော် sorry တလောက်တရာလောက်ကြာမယ်အမ်တငယ်ချင်းနဲ့ပေါင်းနေမယ်ဆိုလို့ရှိရင်တပတ်ကိုအာ160 180ပေါ့နော်ဒီခါကျရရှင်ချမ်းတဲ့ຢာဒီဆောင်းတွင်းဆိုလို့ရှိရင်အဲဆောင်းတွင်း3လ4လဆိုလို့ရှိရင်အမ်200ပေါ့နော်အလုပ်တစ်စီ200လောက်ထိကြာတယ်ပေါ့နော်ဒီဘက်ကိုပေါ့နော်အော် sorry တလောက် sorry ဘာလို့ဒီဘက်ဒီဘက်ဒီဘက်ကအင်္ဂါ အဲ့တော့တလကိုကျန်တဲ့ဟာကြီးကတော့လာကြည့်သွားတာအဲ့အိမ်ဘအိမ်ကိုအိမ်ဘိုးပဲပေါ့နော်အိမ်ဘိုးကိုပဲအဲတပတ်ချင်းစီတောက်တာတောက်တာပေါ့နော်အဲဒါမဲ့ကိုကအိမ်ရှင်ကိုပြောပြီးတော့နှစ်ပတ်တစ်ခါပြေးလို့ရလားဆိုလို့ရှင်ရပါတယ်အဲ့တော့2500အာ2600အမ်ပီရောနောက်ထပ်200ဆိုတော့2800ပေါ့နော်အဲ့လောက်ထိကြတယ်တခြားဘာကြီးရှိသေးလဲ။အော်ဂျင်မာမာရီဘာတွေကတော့အရန်စေးချိုးတဲ့ကြောင့်မလို့မထက်မတွက်တော့ဘာလို့ဆိုတရားကုတက်တက် ဒီမှာ set aside လုပ်ပြီးသားဆိုတော့လေအဲ့တော့နောက်တစ်ခုဒီ video ကိုခေါ်ခြင်းကြောင့်ရအဲ့ဒီ Wellington မြို့မှာဆိုလို့ရှိရင်တချို့နေရာတွေမှာ အမိုက်ပုံးကိုသူတို့ ဒီအင်ကျဲတဲ့လူလမ်းကျဲတဲ့လူဆိုလို့ရှိရင်အစိုးရအမိုက်ပုံးပေးတယ်အမိုက်ပုံးတွေကိုထည့်ပြီးတော့သူကတပတ်တစ်ခါလာယူတာပေါ့နော်ဟိုသူ့ရဲ့အတ္တမထားကြီးရဲ့ပေါ့နော်အမဝေရုံးရံမှာဖြစ်လဲဆိုတော့ဒီလမ်းအသေးတယ်လမ်းသေးရဲ့လမ်းသေးရဲ့တကြောင်မလို့ဒီ truck ကားတွေအမိုက်သိမ်းတဲ့ truck ကားတွေကအိမ်နဲ့အိမ်လမ်းကြားတဲ့ဝန်လို့မရအောင်အဲ့တော့ဟို main line ကိုသွားပြီးရောပဲ main line ကိုပဲလာယူတာပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့တကြောင်မလို့အိမ်ရဲ့လိပ်စာကြောင်မလို့သူကအမိုက်ပုံးကိုအဲ government မပေးဘူးပေါ့နော်မပေးတော့ဘာလုပ်လဲဆိုတော့အခု ဒီပေါ့နော် Wellington rubbish bag ဆိုပြီးတော့ဒီအမိုက်ပစ်တဲ့အိတ်ကိုတက်တက်ဝယ်ရတယ်ပေါ့နော် အမှတ်ဖြစ်တဲ့တက်တက်ဝယ်ရကြတော့ဒါဆိုရင်9 8ပါတယ်မှာ5 5 pieces ပေါ့နော်တော်တော်ထည့်လို့ရတယ်ကိုယ်တွေကတယောက်တယောက်နှစ်ယောက်နေတဲ့လူတွေဆိုလို့ရှိရင်ဒါကပေါ့နော်နှစ်ပတ်စာပေါ့နော်ပုံမှန်အဖြစ်တစ်ပတ်တစ်ခါအမှတ်ပြရတာကိုပြလို့ရှိရင်ပြချင်လို့ရှိရင်ရတယ်ပေါ့နော်ဒါပေမဲ့ဒီမလိုအပ်တဲ့အလိုစားခြင်းစားခြင်းတွေအဲမလိုအပ်တဲ့ပစ္စည်းတွေလွှင့်မယ်ဆိုလို့ရှိရင် recycle မဟုတ်ဘဲနဲ့ရိုးရိုးအမှတ်လွှင့်မယ်ဆိုလို့ရှိရင်ဒါတအိတ်ကိုနှစ်ပတ်သုံးလို့ရတယ်ပေါ့နော်အဲ့တော့ပြောချင်တာဈေးပေါ့နော်ဒီမှာ Wellington City Council prepaid rubbish bag ဒီငါးအိတ်ပါတာဘယ်လောက်ပေးရလဲဆိုတော့16ဒေါ်လာ19ဒေါ်လာ50 cent နဲ့ပြည့်ဟုတ်တယ်ဒီနှစ်ခုဝယ်လာတာကို39ချက်39ဒေါ်လာပေးရ39ဒေါ်လာနဲ့50 cent လာမပေးရတယ်အဲ့တော့ဒီငါးအိတ်ကိုငါးအိတ်ကို16ချက်ကျော်တယ်ပေါ့နော်16ချက်ကျော်တယ်16ချက်ခွဲပဲထားပါတော့အဲ တအိတ်ကို2ချက်လောက်ထိသွားတယ်ပေါ့နော်2ဒေါ်လာလောက်ထိသွားတယ်2ဒေါ်လာလောက်ထိသွားတယ်အဲဆိုတော့တပတ်ကို2ဒေါ်လာပေါ့နော်ဟိုကိုကနှစ်ပတ်သုံးမယ်ဆိုလို့ရှိရင်တပတ်ကို2ဒေါ်လာပေါ့နော်အဲ့ဒါလေးရှိရဲဒါလေးနဲ့ထည့်ပြီးမှအမိုက်ကိုပြစ်လို့ရတယ်သူကလာကောက်တာဒီအိတ်ထဲကိုမထည့်ဘဲနဲ့လာပြစ်လို့ရှိတော့ပြစ်လို့ရှိရင်မကောက်ဘူးသူကထားခဲ့မှာဒီအမိုက်ကအဲ့နားမှာတောင်းတင်နေမှာဘယ်သူမှလာကောက်မှာလည်းမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီအိတ်ကိုသူ့ရဲ့ CD ကောင်စဲကတတ်မှတ်ထားတဲ့အိတ်ကိုဝယ်ပြီးတော့မှဖွင့်ပြရတာပါ ဲ့တော့အဲ့ဒါလေးကို update လုပ်တာနီးစီလန်မှာနေတိုင်းချမ်းသာရမယ်ထင်တယ်အဲ့ဒါတွေအကုန်လုံးတုံးနေရပတ်စံတွေကလေထွက်နေရပြောမနေနဲ့တော့နောက်မှပြောမယ် bye bye